ချိန်မှာရခိုင်ပြည်သူတစ်ခုတည်းမဟုတ်ဘူးမြန်မာပြည်သူတစ်ခုလုံးကိုလည်းကျွန်တော်ပြောချင်တာကအာဒီတော်လန်ရေးလော့ဂရန်တွေကိုကျွန်တော်တို့မဖြတ်ဟိုဟိုစီးစီးလုံးလုံးနဲ့ကျွန်တော်တို့ဖြတ်တန်းဖို့လိုတယ်ဒါကိုတီးခံပြီးမှအာဒီဒီစစ်အာဏာရှင်ဒီဖက်စစ်အာဏာရှင်အကြံဖက်စစ်တပ်ကိုကျွန်တော်တို့ကအောင်မြင်အောင်တော်လန်ဖို့လိုတယ်ဒါကိုကျွန်တော်တို့ကနောက်လှည့်နေလို့မရဘူး ကျွန်တော်တို့ရှေ့ကိုတိုးရမယ်ဒီခက်ခဲကိုရင်ဆိုင်ပြီးမှအောင်မြင်အောင်ကျွန်တော်တို့ကြိုးစားရမယ်ကျွန်တော်တို့ရခိုင်ပြည်သူတွေကလည်းကျွန်တော်တို့ကိုပြောတယ်အဲဘယ်လိုအခက်ခဲပဲရှိပါစေအိမ်တွေကတော့ပြာကျတော့ပြီဒါပေမဲ့ငါတို့လိုချင်တာအိမ်အိမ်ထက်အရေးကြီးတဲ့လွတ်မြောက်ရေးကိုလိုချင်တယ်ဒါကြောင့်ဆက်လက်တိုက်ပွဲဝင်မှာဆိုတော့ယုံကြည်ချက်မျိုးနဲ့ရပ်တည်နေကြတာတွေ့ရတဲ့အတွက်ကျွန်တော်တို့အများကြီးအားရှိတယ်ပြည်သူတွေအတွက်လည်းအဲကျွန်တော်တို့ဆက်လက်ပြီးမှအကောင်းဆုံးစူးစမ်းတော့မယ် ဒီ2024ဟိုဒီ2023နှစ်အကုန်မှာစတင်ခဲ့တဲ့ဒီတစ်တုံညာနှစ်ခွန်စစ်စင်ရေးဟာ2024ကိုအောင်မြင်မှုတွေနဲ့လက်ဆင့်ကမ်းပေးခဲ့တယ်။ဒီ2024ဟာအခက်ခဲတဲ့အမျိုးမျိုးနဲ့ရင်ဆိုင်ရလိမ့်မယ်။သို့တော်လည်းပဲမျော်လင့်ချက်တွေအများကြီးပေါ့။ဒီနှစ်ပေါင်း80ကျော်အထက်မှာမျော်လင့်ချက်တွေအရင်ထက်ပိုပြီးတောက်ပတဲ့အဲနှစ်တစ်ခုဖြစ်တယ်။အဲဒီနှစ်ကိုလည်းကျွန်တော်တို့ခွန်အားအပြည့်နဲ့အားမှန်အပြည့်နဲ့ 哎，平板葡萄就能表露完